ဒီကောမန်လေးတွေ့တော့ကျွန်မလေးပြုံးမိတယ်။ခမရဘလောက်လှူပြီးပြီလေ။နေရာတကာပွဲပြီးဈေးအောင်စားနေတာလေဆို။အရန်ပြုံးမိတော့ပေါ့နော်။ဆိုတော့မောင်လေးလာမသိပါဘူးနော်။မောင်လေးလူတယောက်ကိုဝေဖန်ခြင်းနေဆိုရင်အဲ့လူတယောက်အကြောင်းတည်တည်ချာချာခါခါနာနာတော့လီလာပြီးတော့မှဝေဖန်စေခြင်းနဲ့ တည်တည်ဆဆလူတယောက်ចောင်းကိုတိပြီးတော့မှဝေဖန်ပြီးမှဆဲရင်လည်းနောက်မကြပါဘူးเนาะမဟုတ်ဘဲနဲ့ကိုထင်ရမြင်ရပေါ့ကို့အထင်တလုံးနဲ့ ਨੇ ပြောလိုက်တယ်ဆိုလို့ရှိရင် ကိုပြောလိုက်တဲ့စကား public ပေါ်မှာလူပေါင်းမြောက်များစွာရဲ့မျက်စိရှိမှာပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုထင်ရမြင်ရပြောလိုက်တဲ့စကားလုံး ਨੇ အဲ့ဒီလူရဲ့အကျဉ်းစရိုင်းနဲ့ထတ်တူမကြတဲ့အချိန်ကြရင်ကိုကိုယ်တိုင်ပဲအရှက်ကွဲရတာပေါ့နော်အဲ့တော့အမကိုဆဲကျင်နေဆိုရင်အမအကြောင်းဒီထက်ပိုပြီးတော့မှ တိအောင်လို့ကြိုးစားလိုက်အောင်လို့ပဲအမကပြောချင်တယ်။အဲနောက်တစ်ခါပေါ့နောက်တစ်ခုပေါ့အမကဘယ်တော့ဖြစ်ဖြစ်ကြွားဟွာပြီးတော့မှလူဒန်းရတာကိုကြိုက်တဲ့သူတွေမှမပါဘူး။အမဘေးရွေးလှူပါတယ်ဘလို့လှူပါတယ်ဘာရီလုံနေပါတယ်ဆိုပြီးတော့မှဆိုရှယ်မီဒီယာပေါ်မှာတင်ပြီးတော့မှပြရတဲ့ကိစ္စမျိုးတွေကိုအမကမကြိုက်ဘူးဘယ်တော့မှလည်းမလုပ်ခဲ့ဘူး။လှူတဲ့အလှရှင်အမလှူလိုက်တဲ့အလှခံပုံကိုက ကျေနပ်သွားတယ်အဆင်ပြေသွားတယ်လိုအပ်ချက်တွေပြည့်စုံသွားတယ်ဆိုရင်အဲ့ဒီ PT ကိုအလှရှင်ဖြစ်တဲ့အမားကတိတ်တိတ်ကလေးနဲ့ငိမ့်ငိမ့်ကလေးနဲ့တတန်လုံးရင်ဘတ်ထဲမှာအေးအေးချမ်းချမ်းလေးနဲ့အမြဲတမ်းအမှတ်ရနေနိုင်တဲ့အလှမျိုးပဲလှူတယ်နော်ဘယ်တော့မှပူပူလောင်လောင်နဲ့တပဲဘိုးလောက်လူပြီးတော့မှအာတသိန်းဘိုးလောက်ကြွားဝါပြီးတော့မှတင်နေတဲ့ထဲမှာအမမပါဘူး နော်ကျွန်မဘလောက်လူရတယ်ဆိုပြီးတော့မှလည်းပရိသတ်ရှိမှလိုက်ပြီးတော့မှကြင်ညာနေတဲ့အထဲမှာလည်းအမမပါဘူးနော်အဲ့တော့အမအကြောင်းသိစနေဆိုရင်ဒီထက်ပို့ပြီးတော့မှလေးလာပါပြီးတော့မှထပ်ပြီးတော့မှဆဲပါနော်ကျေးဇူးအများကြီးတင်ပါတယ်နော်ဒီအချိန်ပြောရတာလည်းမကောင်းဘူးဒါပေမဲ့ကျွန်မလည်းလူဆိုတော့လေနော်နည်းနည်းလေးတဲမခံချင်လှဘူးပေါ့နော်ကဲခုနက ခုနက post လေးကတော့နည်းနည်းလေးရှင်းထောင်လိုက်တဲ့ဟာလေးပေါ့အခုကတော့ဒါကတော့အများဟာဒါလေးပြောမှာပေါ့နော်ကျွန်မဒီနေ့သွားစည်းကမ်းသွားတာတော့ထုံစည်းတွေထိုးထားတော့ပါဇက်ကတိတ်စကားကောင်းကောင်းကပြောလို့ကမင်းရအောင်ဖြစ်နေဆိုတော့ကျွန်မတကယ်ချင်းနေကျွန်မမိတ်ဆွေတွေမြေပြင်မှာသွားပြီးတော့မှလဲလုံနေတဲ့သူတွေကလည်းသူတို့မြင်တာတွေတွေ့တာတွေကြားတာတွေလိုအပ်ချက်တွေကိုကျွန်မကိုသူတို့ကလည်းအကူအညီတောင်းတာပေါ့နော်ပြောပြဖို့ဘာဖြစ်လို့လဲဆိုတော့ကျွန်မကဟို ြောရင်လူအများကြီးသိတယ်လို့တို့ကလည်းဒီလိုလေးပေါ့နော်ဆိုတဲ့ခါကျတော့ကျွန်မကတို့ကလည်းအကူတကြီးနဲ့ပြောတယ်ပြောတော့ဒီနေ့အကြောင်းအရာလေးတခုပြောချင်တယ်ပေါ့နော်ဒီမှာကျွန်မတငယ်ချင်းမိတ်ဆွေရပေါ့လေလမ်းပြောတော့ဝင်းကြီးရဲ့တို့ချစ်စနိုးနဲ့ကျွန်မကိုခေါ်တာပေါ့လေ မန္တလေးမှာတဲ့အဲခွဲခြားဆက်ဆံခံနေရတဲ့အားလေးတွေရှိနေတယ်တဲ့เนาะတရားအောင်လုပ်နေရတယ်တဲ့ကိုရက်ကော့က volunteer တွေကိုတော့နှိမ်ချိုးပြီးတော့มาတဲ့တရုတ်အဖွဲ့ကတော့ပြီးကြတာအပုံခေါင်းတဲ့အဲစသဖြင့်ပေါ့လေဒီလိုမျိုးလေးတွေရေးတယ်ဒီလိုမျိုးလေးတွေပြောတယ်အဲဆိုတဲ့ခါကျတော့ကျမကဒါလီဟိုအားလုံးလေးဒါစာလေးတွေကတော့နည်းနည်းလေးဖတ်ပြတဲ့အချိန်မှာဒေါသစာလေးတွေပါတဲ့ခါကျတော့နည်းနည်းလေးရင့်သွားမှာစို့လို့เนาะကျမစာလေးတော့မဖတ်ပြတော့ပါဘူး အဲ့တော့ပြောချင်တာလေးရတော့ပေါ့လေကျွန်မသတိပေးချင်တာလေးပေါ့အဲ့တော့ကျွန်တော်တို့ဒီကနေကျွန်တော်တို့ခုနှစ်ရက်သားသမီးတရားလဲလှူကြတယ်တန်းကြတယ်ပေးကြတယ်ကန်းကြတယ်သွားပြီးကူကြတယ်ကဲကြတယ်ပေါ့နော်ဒီလိုမျိုးတွေလုပ်တဲ့အနေထားမှာကဲစည်ရေးဖွဲ့တယ်ပေါ့မိမိမှာဆိုလို့ကဲစည်ရေးဖွဲ့တယ်အဲ့တော့ကဲစည်ရေးဖွဲ့တရားလဲသွေးနဲ့ကိုသားနဲ့ကိုဖြစ်တဲ့အတွက်ကြောင့်မလို့ဗိုက်စာထမင်းစားရမယ့်အချိန်ညာရင်ထမင်းစားတတ်တယ် ရေတောက်ရမယ့်ချိန်ကျရင် ရေတောက်ချင်တယ်အဲ့တော့ကျွန်တော်တို့ရိုးရိုးအေးအေးငြိမ်ငြိမ်ထိုင်နေတဲ့သူတော်မှပဲဒီအပူချိန်40ဒီဂရီလောက်မှာအာရေငတ်ရေစာခဏခဏဖြစ်တာဒီလောက်ပူနေတဲ့အထဲမှာတစ်ခါတည်းဖုံနေကြောက်တီးဒီလိုတွေထဲမှာလှုပ်ရှားနေရတဲ့သူတွေပို့ရေခဏခဏစာမှာပေါ့နော်ဖိုက်စာချိန်ကြရင်လည်းအလုတ်ဒီခန္ဓာကိုအားပြုတ်ပြီးလှုပ်ထားရတဲ့အတွက်ကြောင့်မလို့အစားအသောက်ကလေးလည်း ်များများစားနိုင်မှာပေါ့စားချင်မှာပေါ့เนาะအဲ့တော့ကျွန်တော်တို့ကလေကယ်ဆယ်ရေးအဖွဲ့လေးလေးကိုလေဒါလှူချဖို့တန်းချဖို့ကျွန်မဒီနေရာကနေပြီးတော့မှအားလုံးကိုသတိပေးပါရယ်เนาะအားလုံးကိုထောက်ပြပါရယ်ကျွန်တော်တို့အဲဒုက္ခရောက်တဲ့သူတွေကိုတော့ဒါကယ်ရမှာပေါ့ကုရမှာပေါ့အဲ့တော့အဲ့ဓာတွေကိုလိုက်ပြီးတော့မှကယ်စင်နေတဲ့ကယ်စင်ကြီးတွေဆိုရယ်သူ့အိမ်မှာသူဒူးနဲ့မီးနေလို့ရတဲ့သူတွေပါ ဒါပေမဲ့လည်းသူတို့ကိုထမင်းကိုစားပြီးတော့မှဒါအအသက်စွန့်ပြီးတော့ကိုကင်ရတယ်လို့ပဲကျွန်မပြောပြရစီနော်ဒီနေရာကနေလဲချီတူးဂုံပြူပါတယ်ကဲစေရီးတွေရဲ့မြစ်တာစေတနာတွေကိုလည်းအတိအမှတ်ပြူပါတယ်လေးစားပါတယ်နော်ဆိုတော့ ဘာဖြစ်လို့လဲဆိုတော့ဒါဒီဒီအခက်ခဲကြီးတွေဒီအပြိုအပျက်ကြီးတွေခြားထဲမှာဟာဒီဟိုခန္ဓာကိုယ်တကူစားလောက်လေးတွေဝတ်တွားပြီးတော့မှတွားပြီးတော့မှဝင်ပြီးတော့မှအတင်းဟာလုတ်ကင်နေကြတာကျွန်တော်တို့လည်းမြင်နေပါတယ်ဗီဒီယိုဖိုင်တွေမှာเนาะဆိုတော့အင်မတန်အန်ဒီရများပါတယ်အဲ့တော့တကယ်ကိုအသက်ဆုံးကြိုးပမ်းနေကြနေကြတဲ့ကဲဆယ်ရေးလေးတွေကိုလည်းအတိမတ်ပြုတ်ပြီးတော့မှကျွန်တော်တို့ကြွေးကြမွေးကြပေးကြကန်းကြစီချင်ပါတယ်เนาะဆိုတော့မနေ့ကဆိုလည်းဗီဒီယိုဖိုင်လေးတစ်ခုကျွန်တော်ကြည့်လိုက်ရတာစိတ်မချမ်းသာဘူးကဲဆယ်ရေးတွေကို အာဟိုဘဖိုးနဲ့တူးလိုက်တဲ့အချိန်မှာအာပတ်စံရှိတဲ့နေရာကိုပဲတူးလာလားတို့ဘာတို့ညာတို့နဲ့အော်ပတ်စံကိုပဲဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဘာညာပေါ့ပြောနေတာလေအာလူတွေနေရာကိုတော့မတူးဘူးအဲဒီလိုမျိုးလေးပြောနေတာလေတွေ့တွေ့တဲ့ခါကျတော့အဲမြေပြင်မှာလဲကျမတို့မိတ်ဆွေတွေရှိတဲ့ခါကျတော့ပြောပြပါတယ်ဒီတိုက်ပြိုတိုက်ပြက်ဒီလိုမျိုးကြီးအပုံကြီးတကယ်ကိုကြောက်ပုံကြီးအာတကယ်ကိုဒီအပြိုအပြက်ပုံကြီးတွေမှာဘယ်နေရာမှာပတ်စံရှိလဲလို့ဘသူကသိမှာလဲလို့ နော်လူတွေကလည်းလူတွေကလည်းတစ်ခါလေးကြိုင်စေတနာနဲ့မတန်ဘူးနော်ဘယ်သူကရှိမှလဲလို့နောက်တစ်ခါဒီမြေကွန်ဆက်နဲ့တူးတဲ့အချိန်မှာဓာတ်ပေါ်ဒီရှိနေသေးတဲ့အရာတွေမှာခန္ဓာကိုယ်ကြီးအကောင်းတိုင်းရအောင်လို့မလို့ထိမ့်ပြီးတော့မှလုပ်ရတဲ့အရာမျိုးလေးတွေရှိတယ်နော်ဆိုတော့ဒါလေးတွေကိုလည်းလူတွေအနေနဲ့နားလည်ပေးစေခြင်းနဲ့နော်သူတို့မှလည်းကိုထမင်းကိုစားပြီးတော့မှအသက်ဆုံးကြိုးပမ်းနဲ့ဒီနေပူတွေကြီးမှာကျမတို့တွေပဲကိုချင်းစာကြည့်ကြည့်လေလုံနိုင်မလားသူတို့ကိုသူတို့မှတာဝန်မရှိနေဘူးနော် အတိစိတ်တတ်နဲ့တကယ့်ကိုပရာဟိတစိတ်တတ်နဲ့လူသားချင်းစာနာတဲ့စိတ်တတ်နဲ့ဒီကယ်ဆယ်ရေးလုံနေတဲ့ခလေးတွေလူကြီးတွေဒီအကိုတွေပေါ့လေမောင်တွေပေါ့ဒီလူတွေဟာလုံနေကြတာဘယ်သူမှတာဝန်မရှိဘူးသူတို့မှာနော်တာဝန်မရှိဘူးသူတို့လုံရမယ်ဆိုရယ်လုံပေးရမယ်ဆိုရယ်တာဝန်မရှိဘူးဒီခုနကအဲပိုင်ရှင်တွေကလည်းဟိုလိုဒီလိုနဲ့ပြောအောင်သူတို့ကစားဘေးဘီငှားထားတဲ့သူတွေမဟုတ်ဘူး နော်အဲ့တော့ဒီအချိန်နေမှာလည်းအာကိုလေးဒုက္ခရောက်တယ်သူတို့ကလည်းကူညီကယ်ဆယ်ပေးတယ်နားလည်မှုလေးနဲ့အပြန်အလှန်လေးရှိဖို့လိုအပ်တယ်နော်ဆိုတော့ကယ်ဆယ်ရေးဒါကိုမလုပ်နိုင်တဲ့အလုပ်တွေကိုဆွမ်းဆန်းတမန်နဲ့လုပ်ပေးတဲ့သူတွေရဲ့စေတနာတွေကိုလည်းကျမတို့ကအတိမတ်ပြုရမယ်နော်အဲ့တော့ဒီကယ်ဆယ်ရေးလေးတွေကိုလည်းကျွေးဖို့မွေးဖို့ပေးဖို့ကမ်းဖို့လေးတွေမိနေမှာစိုးလို့ကျမကသတိပေးပါရယ်နော်အဲ့တော့လေဘလို့ပဲဖြစ်ဖြစ်ဒီအခက်ခဲတွေကြားထဲမှာ တယောက်နဲ့တယောက်နဲ့နားလည်မှုလေးတွေနဲ့เนาะဖေးมาပြီးတော့มาအာဒါတွားကြမယ်ဆိုလို့ရှိလို့ရှိရင်ကောင်းပါတယ်เนาะဆိုတော့ကျမကတော့ဒီနေရာကနေကိုကြီးကဲဆဲပေးနေတဲ့ပရာဟိတအဖွင့်ဝင်တယောက်တိုင်းတယောက်တိုင်းကိုကျေးဇူးရမ်းတင်ပါတယ်ကိုထမင်းကိုစားเนาะတကယ်ကိုတက်ဆွန့်ကြိုးပမ်းနဲ့တကယ်ကိုဟာရာဒီဥဒူရော အချီနေအရရက်ဒီကောအာဒီသားရောင်မှာအခုဆိုအစဲဆိုအပြောဆိုတွေပါခံပြီးတော့မှလှုပ်ပေးနေတဲ့ဒီတယောက်တိုင်းတယောက်တိုင်းမောင်နေအကိုကြီးအကုန်လုံးကိုဒီနေရာကနေလေးစားပါတယ်ကျေးဇူးတင်ပါတယ်အဲကျမ ါဝါကလည်းကျွန်မဒီတက်ဆွမ်းသမျှဒီအကိုရီမောင်နေစီကိုပံ့ပိုးမှုတွေရောက်ဖို့အတွက်ကိုကျွန်မထပ်ပြီးတော့မှစ조사ပြီးတော့မှကျွန်မရောက်အောင်ပို့ပါမယ်လို့ဒီနေရာကနေစကားပါပါရစီနော်ကျေးဇူးများကြီးတင်ပါတယ်